အားလုံးပဲမင်္ဂလာပါ Forever Gana Facebook နဲ့ TR YouTube Channel တို့ကတချို့ဆိုပါတယ် TikTok အညီကိုတွေအားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာအာဆင်နယ်တင်းနဲ့ပတ်သက်တဲ့သတင်းကြောင့်လေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းရဲ့ဘယ်ကျန်းခံစေကစားသမား Ricardo Calafiori နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေအားလုံးပုံမှန်တည်ရတာက ကစားသမားကဘာဒဏ်ရာမျိုးမှ မရှိဘဲနဲ့ဒါအီတလီအသင်းနဲ့တွားရောက်ပူးပေါင်းနေဆိုတာမျိုးဒါကျွန်တော်တို့ကသိထားတာဗောလေဒါပေမဲ့ဒါကျွန်တော်တို့ကစားသမားတွေ international break လာရောက်ပူးပေါင်းမှုအတွက်အသင်းတွေကစင့်ခေါ်နိုင်ငံအသင်းတွေကစင့်ခေါ်တဲ့နေရာမှာအာဆင်နယ်အသင်းဘက်က Ricardo Calafiori အနေနဲ့ဒါ Sunderland နဲ့ပွဲစဉ်မှာတင်ပါဒဏ်ရာရရှိထားတယ်ဆိုပြီးတော့ဒါအီတလီဘက်ကိုပြန်ပြီးအကြောင်းပြန်ခဲ့တယ်ဒီနေရာမှာအီတလီဘက်က ဒါသူတို့အနေနဲ့ဒီကစားသမားရဲ့အခြေအနေကိုစောင့်ကြည့်ခြင်းနဲ့ဒါတချို့ပွဲစဉ်တွေမှာထည့်သုံးခြင်းတာမျိုးဖြစ်တဲ့အတွက်ဒီကစားသမားကိုစင့်ခေါ်မှုတွေပြုလုပ်ပြီးတော့အာဆင်နယ်ဘက်ကဆေလွတ်ခဲ့တယ်ဒီနေရာမှာဒူရီကာရိုကာလာဖီယိုရီရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့အီတလီရဲ့ဆေးအဖွဲ့ဝင်တွေကဒါဒီကစားသမားရဲ့ဒဏ်ရာကိုအသေးစိတ်ဘယ်လိုပြောရမလဲအသေးစိတ်စောင့်ကြည့်မှုတွေပြုလုပ်ပြီးတော့ဒီကစားသမားရဲ့ဒဏ်ရာကိုအသေးစိတ်စစ်ဆေးမှုတွေပြုလုပ်တဲ့နေရာမှာကစားသမားရဲ့ဒဏ်ရာကမပြင်းထန်ဘူး အချိန်အနည်းငယ်တော့အနားယူမှရမယ်ဆိုတဲ့အနေထားတစ်ခုမျိုးဗျငယ်သူတို့သတင်းတွေရေပေါ်ပြချက်အရာဆိုလို့ရှိရင်ဒီကစားသမားရဲ့ဒဏ်ရာကအနည်းဆုံးတစ်ပတ်လောက်အနားယူလိုက်ရင်ဒါတက်တာသွားနိုင်နေဆိုတဲ့ပုံစံမျိုးဒါ ဒီကစားသမားကိုအခုဆိုလို့ရှိရင်တော့ဒါအီတလီနဲ့ကစားမဲ့ပွဲစဉ်တွေမှာထည့်ပြီးထည့်သွင်းကစားသွားမှာမျိုးမဟုတ်ဘဲနဲ့ဒီကစားသမားကိုအာဆင်နယ်သင်းနဲ့ဒါအီတလီဆေးဘွဲဝင်တွေကဒါအနီးကစောင့်ကြည့်မှုတွေပြုလုပ်ပြီးတော့ဒီကစားသမားအတွက်ဒါလိုအပ်တဲ့ဆေးဘက်ဆိုင်ရာတွေကိုဒါအီတလီဘက်ကအကောင်းဆုံးလုပ်သွားမယ်ဆိုပြီးတော့လဲဒါသတင်းမီဒီယာတွေကဖော်ပြထားပြီးအီတလီအခြေစိုက်သတင်းဌာနတွေကလည်းဖော်ပြထားပါတယ် နောက်တစ်သတင်းတစ်ပုဒ်အနေနဲ့ဒါကျွန်တော်တို့စပိန်နိုင်ငံကိုတွားရောက်ပူပေါင်းတဲ့ David Raya နဲ့ပတ်သက်ပြီးတော့ David Raya ကဒီကနေ့မနေ့အစောပိုင်းမှာပြုတ်လုတဲ့ဒါစပိန်နိုင်ငံမှာပေါ့လေဒါသတင်းစာရှင်းလင်းပွဲတစ်ခုပြုတ်လုတဲ့ဒီနေရာမှာဒါအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ David Raya ပေါ့အနေငယ်မေးထားရရှိတယ်ဒီနေရာမှာဘာလဲဆိုတော့အဲ Raya ရဲ့မင်းအနေနဲ့မင်းတို့အသင်းရဲ့အသက်ငယ်ဆုံးကစားသမားလေးအကြောင်းနည်းနည်းတော့ပြောပြပါအောင်ဆိုတော့ကျွန်တော်သူနဲ့မြင်သူ့အပေါ်ကိုအမြင်ကတကယ့်ကိုကောင်းပါတယ် သူကအသက်15နှစ်ပဲရှိသေးပြီးတော့သူလုတ်ပြနေတာတွေကမယုံနိုင်စရာပါပဲသူကကျွန်တော်တို့နဲ့အတူတူ အသက်14နှစ်တည်းက trainee ဆင်းနေပြီးတော့သူ့ရဲ့ပုံစံကအရန်ကိုတက်ကြွလန်းဆန်းနေပြီးအမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့ပုံစံပဲသူ့တို့ပွဲကစားချိန်ကြီးများများရစေခြင်းနဲ့သူကတကယ်ကောင်းတဲ့ကစားသမားလေးပါသူလုတ်ပြနေတာတွေကအသက်15နှစ်လို့မထင်ရတော့အောင်ကိုကောင်းပြီးတော့ စီကံချက်တွေကြောင့်သာသူရဲ့ဒါအဝိလေကံတွေကဒါအဝိလေကံတွေကိုသူ့အနေနဲ့ဝင်ခွင့်မရသေးပဲနဲ့ဒါကျွန်တော်တို့အနေနဲ့အတူတူဒါသူနဲ့ဂျာမာအကောင်းဆုံးဆက်ဆက်ရေးတွေရှိပြီးတော့ဒီကစားသမားလေးကတစ်ချိန်မှအောက်ပါတဲ့ဒါတစ်ချိန်မှအရန်ကိုတောက်ပါတဲ့စူပါစတားလေးဖြစ်လာလိမ့်မယ်ဆိုပြီးတော့ဒါဒေးဗစ်ရိုင်ယာကပြောကြားထားတယ်တစ်ဆက်တည်းမှာပဲဒါဒေးဗစ်ရိုင်ယာက ဒီရာဒီကျွန်တော်တို့အာဆင်နယ်အသင်းခေါ်ယူထားတဲ့ကစားသမားတွေထဲကမှသူအကြိုက်ဆုံးကစားသမားတစ်ယောက်အကြောင်းကိုဒါပြောကြားခဲ့တယ်ဒါကဘာလဲဆိုတော့ကျွန်တော်အနေနဲ့အာဆင်နယ်အသင်းကိုကစားသမားတစ်တွေများစွာရောက်လာတာအယံကိုပျော်ရွှင်ပြီးတော့ကျွန်တော်တို့စူဖလားတွေစီသွားတဲ့လမ်းကြောင်းမှာအကောင်းဆုံးအထောက်အကူဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့အတိုင်းမသိဝမ်းသာမိတယ် ဒါပေမဲ့ဒီထဲမှာကျွန်တော်အကြိုက်ဆုံးတစ်ယောက်ကိုပြောပြပါဆိုရင်တော့မာတင်ဇူဘီမန်ဒီပါမာတင်ဇူဘီမန်ဒီကကျွန်တော်တို့အာဆင်နယ်အသင်းမှာလိုအပ်နေတဲ့နေရာအတိုင်းကို အကောင်းဆုံးဖြည့်ဆွတ်ကစားနိုင်တဲ့ကစားသမားတွေကတစ်ယောက်ဖြစ်ပြီးတော့သူ့ကိုကြည့်ရတာအမြဲတမ်းတက်ကြွနေတယ်။သူ့ရဲ့ဟိုဘယ်လိုပြောရမလဲသူ့ရဲ့ပုံစံနဲ့သူ့ရဲ့လှုပ်အားနှုံးကတကယ့်ကိုအန်အောလောက်เสียပဲ ်သူကတိုက်စစ်ကိုလည်းဘောလုံးနဲ့များစွာ ပေးပို့နိုင်တယ်လို့ကျွန်တော်တို့ခံစစ်မှလည်းအကောင်းဆုံးကာကွယ်မှုတွေပြုလုပ်ပြီးတော့ကစားသမားတယောက်ချင်းစီတိုင်းနဲ့သူနဲ့ကြားမှာအကောင်းဆုံးဆက်သွယ်မှုတွေရှိနေတယ်ဆိုပြီးတော့ David Raya ကကြီးကျူးထားပါတယ်။နောက်တစ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်ဒီဒီယာဒီတာအမပေးဖလားချန်ပီယံစုကိုရရှိ သွားမလားဆိုတဲ့အပေါ်ကိုဒါ the athletic sport ကနေပြီးတော့ဒါသူတို့အမြင်လေးတွေကိုရေးသားဖော်ပြထားတယ်။ဒါဒီနေရာမှာကျွန်တော်တို့ Arsenal အသင်းက၄နှစ်ကို၃ချိန်တတီဒါ Man City နဲ့ဒါဒီ Super La ရှင်ပြိုင်မှုအတွက်အကောင်းဆုံးဖြစ်လာတယ်ဆိုပြီးတော့ the athletic sport ကအရင်ဆုံးဖော်ပြထားပြီးတော့ဒါ Man City နဲ့ Arsenal အသင်းဆိုလို့ရှိရင်၄နှစ်အတွင်းမှာ၃ချိန်တတီ ဒါစူဖလားကိုဒါရှင်ပြိုင်လူရမယ်တဲ့နဲ့တင်းဖြစ်ရှိနေပြီးတော့ဒါဒီယာတီကျွန်တော်တို့လစ်ပတ်ဘူးကိုတော့ဒါဖယ်စူဖလားတိုက်တယ် risk တဲ့ရပါလေဒါဖယ်ထုတ်ထားလို့ရပြီဆိုပြီးတော့ဒါ the athletic sport ကပေါ်ပြထားတယ် ဒါမနစ်ကရာသီတွေမှာအာဇနယ်တင်းကအမှတ်တွေများစွာဒါဟို sorry မန်စီးရီအသင်းကိုဖျက်ထားတာဖြစ်တဲ့အတိုင်းအောင်ဒါမန်စီးရီအသင်းရဲ့အကြော်တက်မှုကို ခံရတယ်ဒါဒီရာသီမှာရောအာဇနယ်အသင်းနေနဲ့ဒါစူပလာအောင်မြင်မှုတွေစီသွားတဲ့လမ်းကြောင်းမှာမန်စီးရီရဲ့ကြော်တက်ခြင်းကိုခံရအောင်မလားဆိုပြီးတော့ဒါ The Athletic Sport ကနေပြီးတော့ဖော်ပြထားတယ်ဒါတချို့ ျွန်တော်တို့ရှိတယ်ဗျာတခါလေကြားလို့ရှိရင်ကျွန်တော်တို့ဥရောပတွေမှာလည်းဒါ Sky Sport ကလုတ်တဲ့ဟာတွေဆိုကျွန်တော်တော်တော်များများကြည့်ဖြစ်တယ်ဒါသူတို့ဘယ်လိုပြောရမလဲဘောလုံးပွဲအကြောင်းနေဆွေးနွေးတယ်ဒါပြီးရဆို တနည်းအားဖြင့်ပြဒီအားဒီမှာ focus အထားခံရအောင်ကျွန်တော်အာဆင်နယ်အသင်းပေါ့လေအာဆင်နယ်အသင်းနေနဲ့ပတ်သက်ပြီးတော့သူတို့တွေဒါ focus ထားပြီးတော့ဆွေးနွေးကြတယ်သုံးသပ်ကြတယ်အာဆင်နယ်အသင်းဒီအားဒီမှာဘယ်လိုချင်နေတယ်ဖြစ်သွားနိုင်လဲမန်စီးတီးရဲ့ကြော်တက်ချင်းကိုခံရလားဆိုတဲ့နေရာမှာတချို့အဲ့ဒီဘောလုံးဝေပဲသုံးသပ်သူတွေရဲ့ပြောကြားချက်တွေတဲမှာဆိုရင်ဒါအာဆင်နယ်အသင်းကဒီအားဒီမှာ ဒါမက်ဆီဒီရဲ့ကြော်တဲ့ခြင်းကိုခံရမှာမဟုတ်ဖဲနဲ့ဒါစူပလာအောင်မြင်မှုရရှိသွားလိမ့်မယ်ဆိုပြီးတော့ဒါပြောကြတာမျိုးတွေရှိတယ်။ဘာကြောင့်လဲဆိုတော့တချို့ရဲ့ပြောကြားချက်တွေထဲမှာဆိုဒါကျွန်တော်နားထောင်ခဲ့ရတာလေးတွေကိုပြန်ပြောပြတာပေါ့လीနော်။ ပြောပြချက်တွေထဲမှာဆိုလို့ရှိရင်ဘာပြောလဲဆိုတော့ Arsenal တင်းရဲ့ generation ကအခုမှစတာပေါ့လीเนาะဒါသူတို့ပြောချင်တာအာ Arsenal ရဲ့ကစားသမားတွေငငယ်လေးတွေပဲရှိသေးတယ်ဒီကစားသမားတွေကို rotation လုပ်ပြီးကစားရင်တော့ဒါတရာတီလုံးကို AA CC သွားလို့ရတယ်တနည်းအားဖြင့်နောက်ရသေးကျွန်တော်ဟို Arsenal ပိတ်သက်တော်တော်များဆိုပြောပါတယ်ဒီမှာဆေးရဟိအောင်ဆေးနှစ်စာလောက်ကစားသမားကိုလူခေါ်ထားတာဘာတွေကြောက်နေမှာလဲဘာလဲညာလဲဆိုတော့အဲ့လိုမျိုးပြောထားတာရှိတယ်ဒါပေမဲ့ အခုလည်းအဲ့လိုပဲပေါ့လေတည်မလားဟိုကစားသမားတွေကငယ်ရွယ်သေးတယ် rotation ကောင်းကောင်းလုပ်ပြီးကစားနိုင်လေဒါပွဲပတ်မှုတန်းကို short ချနိုင်လေဒိုင်ယာပြဿနာတွေ short ချနိုင်လေပဲဒါမှ CD မှာက generation ကုန်ပြီးသူတို့ generation တွေကအရန်ဟိုဟာဖြစ်နေပြီပေါ့လေနော်အရန်မြင့်နေပြီသူတို့ generation တွေကအရန်နောက်ကျနေပြီအဲဒီ generation တွေကိုလဲပြီးတော့ဒါ rotation လုပ်ပြီးတော့သုံးမယ်ဆိုရင်တော့ဒါ Man City နေနဲ့တပွဲပွဲအခက်ခဲတွေ့သွားနိုင်တယ်လို့ဒါပြောရပြီဆိုလို့ရှိရင် Man City ရဒီယာတီမှာ ဒါကစားသမားတယောက်တည်းကိုပဲဥတီပြီးတော့ကစားတဲ့ပုံစံမျိုးတွေနော်ကောင်တာအစတက်တွေပြီးရဆိုလို့ရှိရင် DR ဒီမှာကျွန်တော်အမြင်ပြောတာဗောလေဒါကြဘလို့ပြောရမလဲသူတို့ဝေဘန်နာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်အမြင်လေးတွေကိုကြောင့်ညကိုတွေပြောပြတယ်ပေါ့နော်အာဘလို့လဲဆိုတော့မန်စီးဒီကိုအဲကြည့်မယ်ဆိုလို့ရှိရင်ဒါဟာလန်ကိုပဲဥတီပြီးတော့ဒါဂိုးတွေအများကြီးရနေတယ်ဟာလန်ကိုပဲမူတီပြီးဂိုးတွေအများကြီးတွင်းနေနိုင်တဲ့အပေါ်မှာဒါဟာလန်ကတခုခုဖြစ်သွားရင် ဆိုတဲ့ပုံစံမျိုးတနည်းအားဖြင့်ကျွန်တော်တို့အာဆင်နယ်မှာဆိုဗျာဒီမှာဆာကာကိုပဲဦးတည်ပြီးတော့သွားတယ်ဆာကာကိုပဲဘောလုံးပေးပြီးဆော့တယ်ဆိုတော့ဒါတိုက်စစ်မှုစစ်စစ်မပါတဲ့အချိန်ဒီမှာအဲ့လိုဆော့တဲ့ပုံစံတွေကဆာကာကတခုခုဖြစ်သွားရင်ဆိုတော့အတွေးမျိုးဒါမန်စီးလီးတာတခုခုဖြစ်သွားရင်ဆိုတော့အတွေးမျိုးဒါဟိုဘောလုံးဝိပန်သုံးသပ်သူတော်တော်များများကတွေးနေကြတယ်ဒါဟာလည်းလည်းစက်ရုံမှမဟုတ်တာဗျာသိရမလားတစ်ချိန်ချိန်တော့တခုခုတော့ဖြစ်သွားနိုင်တာပဲအဲ့လိုအခြေအနေမျိုးကြာရင်အာဆင်နယ်ကိုကြော်တက်နိုင်ဖို့နေတာတာသူတို့အနေနဲ့ဒါချန်ပီယံလိဝင်ကွင်းတွေ ပါပျောက်ဆုံးသွားနိုင်တဲ့အထီကိုမန်စီးလီးကစိတ်ပူစရာရှိတယ်ဆိုပြီးတော့ဒါပေါ်လုံးဝေဖန်သုံးသပ်သူတချို့ကပြောကြားထားတယ်ဒါကျွန်တော်အမြင်မှာဆိုလို့ရှိရင်တော့အာဆင်နယ်ကဒီယာဒီသူ့လို့သူ့လို့ဖို့လိုတယ်မီကေအဒေတာပြောမှုတဲ့စကားလိုပဲကျွန်တော်ဒီရသည်ဘသူကမှယုံကြည်တော့မှမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အဲလိုချင်မှုနဲ့ကျွန်တော်တို့ရဲ့စိတ်အားထက်သန်မှုကိုကျွန်တော်တို့ကိုယ်တိုင်အဆုံးသတ်သွားမယ်ဆိုပြီးတော့ဒါမီကေအဒေတာကပြောကြားထားတာမျိုးတွေရှိတယ် အဲ့တော့ဒီယာဒီကြောင့်ညကိုနေနေရောဘလို့ထင်လဲမန်စီးရဲ့ကြော်တက်ခြင်းလေးကိုပဲခံသွားရအောင်မလားကျွန်တော်တို့အာဆင်နယ်ရဲ့မီကေအာဒီတာပြောကြခဲ့သလိုပဲကျွန်တော်တို့ရဲ့စာလောင်မှုနဲ့ကျွန်တော်တို့ရဲ့ဒါပောက်ကွဲမှုတွေကိုကျွန်တော်တို့ကိုယ်တိုင်အဆုံးသတ်သွားနိုင်မယ်ထင်လားကုန်းမဝယ်အောင်မချက်ပြီးတော့ကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျကျွန်တော်တို့တွေမှာ